ဗရယာပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ဒီအစီအစဉ်လေးကတော့မြမရွရဇကပုံတွေအကြောင်းကိုတင်ဆက်ပေးနေတဲ့တိမတ်ဖွဲ့ရမြမရွရဇကပုံအစီအစဉ်ပဲဖြစ်ပါရရှင်ဒီနေ့ပထမအဆုံးပြပြပေးသွားမှာကတော့ဓမ္မတိဟတ်တိယုံထင်တဲ့ဆိုတဲ့ဇကပုံအကြောင်းကိုပြပြပေးသွားပါမယ် ။ဒီစကားပုံထဲမှာပါဝင်တဲ့ဟက်တီဆိုတာကတော့စင်ကိုရည်ညွှန်းပါတယ်။ကျိုးချောင်းကိုတေချာမသိတဲ့အခါမှာအထင်ကြီးရမှမသိဘူးဖြစ်တယ်လို့ဆိုလိုတာဖြစ်ပါတယ်။အကောင်ကြီးမတဲ့တရဝါဖြစ်တဲ့စင်တရဝါဟာအင်အားကြီးမပြီးတော့အနေရပြုတ်နိုင်တယ်ဆိုတဲ့သဘောကိုတေချာမသိတဲ့အခါမှာရုံငယ်လေးတကောင်လို့ထင်မှတ်ပြီးတော့အထင်သေးလိုက်တာကိုဆိုလိုတာဖြစ်ပါတယ်။နောက်ထပ်စကားပုံတစ်ခုကတော့ဓာလဲဆာလဲဆိုတဲ့စကားပုံမှာဒီစကားပုံကတော့ကောက်ချစ်ဆင်းလဲတဲ့ပုံချင်းတူပြီးတော့သူတပြန်ကိုတပြန်ကောက်ချစ်ဆင်းလဲတဲ့သဘောကိုဆိုလိုချင်တာဖြစ်ပါတယ်။ဓာပိုင်ရှင်ကစားကိုလိုချင်တဲ့အတွက် ကြောင်းသူ့ရဲ့ဓာတ်နဲ့အလဲလဲလို့ပို့ကြံစီပြီးတော့ဓာတ်ကိုရေထဲမှာယူလို့ရတယ်လို့ပြောလိုက်တဲ့အခါမှာစားပန်ရှင်ကလည်းစားကိုရေထဲမှာရှောက်ခွေယူနိုင်ပါတယ်လို့ဆိုတဲ့သဘောကိုဥပမာပေးပြီးတော့ပြောဆိုထားတာဖြစ်ပါတယ်မိမိကလူစုံတယောက်ရဲ့တက်မိုးရှိရဲ့ပစ္စည်းကိုအဲလိုချင်ပေမဲ့အဲ့ဒီအဲ့ဒီတက်မိုးရှိရဲ့ပစ္စည်းနဲ့လဲလဲဖို့အတွက်အဲလက်ဝဲပစ္စည်းပိုင်ဆိုင်ထားမျိုးမရှိတဲ့အခါမျိုးမှာကိုကအလကအသာစီရယူလို့တဲ့သဘောကိုဆိုလိုချင်တာလည်းဖြစ်ပါတယ်ဒီအပတ်အတွက်နောက်ဆုံးပြပြပေးသွားမယ့်စကားပုံကတော့ဓာတ်မထက်ဓာတ်တွေးကြောက်အပြစ်တင်ဆိုတဲ့စကားပုံပါ မိမိအသုံးမကျတာကိုမိမိအပြစ်လို့မမြင်မဲနဲ့မဆိုင်တဲ့အရာဝတ္ထုတွေကိုအပြစ်လွှဲချတာကိုဆိုလိုချင်တာဖြစ်ပါတယ်။မိမိကဓာတ်ကိုကောင်းကောင်းမသွေးတဲ့အတွက်ကြောင့်ဓာတ်မထက်တာကိုမဆိုင်တဲ့အရာတစ်ခုဖြစ်တဲ့ဓာတ်သွေးကြောင့်မထက်လို့ဆိုပြီးတော့အပြစ်လွှဲချတဲ့သဘောကိုဆိုလိုချင်တာဖြစ်ပါတယ်။အခုလိုမျိုးအစီအစဉ်တွေကိုအပိုင်းလိုက်တင်ဆက်ပေးသွားမှာမို့လို့မြမရွယ်စကားပုံတွေအကြောင်းကိုလေ့လာချင်ရင်တော့ video news တဲမှာဝင်ရောက်ကြည့်ရှုလို့ရပါတယ်ရှင်။